MSP အဲ့ဒီပြပြအောင်မတူလားတခါကြလေကျွန်တော်လည်းစဉ်းစားကိုယ်ကလေလူပြောကြီးတိအဲ့ဆောင်မဖြစ်နေလို့ထင်တာလို့တိလားဘာလို့ပတ်စံနေအများကြီးကုန်ခံပြီးဆောင်ကြလဲမသိဘူးပေါ့နော်တခါလေကြတော့လေဟိုအားမကြောက်လားဆိုတာအားကြရဲ့တိလားဟိုဆောင်ကြရဲ့ရိုးကြရဲ့အပ အပီပင်ပေါ့နော်ခုနောက်ပိုင်းဆိုရင်အဲ့ဒီ wedding ကဟိုဟာပေါ့ဘယ်လိုခေါ်မလဲရရှင်ကားတကားကြီးရသလိုပုံစံကြီးတွေ style ကြီးတွေပြောင်းလာတော့သူ့ရဲ့တုံကြီးရ heavy ဖြစ်လာတယ်ပေါ့နော်ဟိုကျွန်တော်ရဲ့ဟိုအနာကဟိုဖြစ်စီချင်တာတော့လေပတ်စံနေအများကြီးကုန်ကြခံနေဆိုရင်တော့လေရေရှည်တည်တဲ့ဟာလေးကိုမြဲကြပါစေဟိုဟိုဒီနေ့ဆောင်ပြီးမနေ့ပြန်ကြတော့လေခွာပြေးကြတော့လေနှမျောစရာကြီးနော်အဲ့ပတ်စံနေတိလာဟိုကျွန်တော်လာဆိုရင်မဆောင်ဘူးလေ ျွန်တော်ကဒီနေ့ဒီမြန်မာ Somalia Competition 2026ပေါ့เนาะ အဲ့ဒီပွဲမှာကျွန်တော် MC နေနဲ့တောင်းပန်ပေးထားပါတယ်။အော်ဒီပွဲကျင်းပတော့မြန်မာဆိုမလီယာ Association ကနေပြီးတော့ကျင်းပတာပဲဖြစ်ပါတယ်။အော်ဒီနေ့ကတော့ press release ပေါ့နော်။ဒီ media တွေနဲ့အော်တွေ့ဆုံတဲ့ပွဲလေးပေါ့နော်။ပြီးရခါကျတော့ပွဲကျင်းပမှာတော့ January လထဲမှာဖြစ်ပါတယ်ခင်ဗျ။ကျွန်တော်ကအဲ့ဒီပွဲအတွက်ကတော့ MC နေနဲ့တောင်းပန်ယူပြီးတော့ဒီနေ့မှာပါဝင်ရတော့ဖြစ်ပါတယ်။ဟုတ်။အဓိကတော့လေကျွန်တော်ကဟိုပါပေါ့နော်။ wine ကိုကျွန်တော်ငယ်ဘဝတုန်းကတော့အရင်မကြက်ခဲ့ဘူး။နောက်ပိုင်းမှာဒီ industry တွေကိုစပြီးရောက်တဲ့ ါကျတော့ဟိုဝိုင်းဆိုတော့အရန်ကျေပြန့်တယ်ပေါ့နော်ကျွန်တော်စပြီးတော့ဟိုစတောက်ဖြစ်တဲ့အချိန်ကနေစပြီးတော့ဒီနေ့ဒီချိန်တည်းကဝိုင်းရဲ့အကြောင်းအရာတွေကအရန်ကျေပြန့်တယ်ဟိုဝိုင်းဆိုတော့အဓိက romance လို့လည်းခေါ်လို့ရတာပေါ့နော်ကျွန်တော်အချစ်ကတင်ကေတာပေါ့မဆိုလို့ကျင်းတဲ့ပေါ့ rain color color တွေပြီးရဲ့ခါကျသူက glass ware တွေကအရန်မိုက်တယ်ပေါ့နော်ပြီးရဲ့ခါကျ romantic scenery မှာလည်းဒါတွေကိုတုံးကြတယ်တုံးကြတဲ့ခါကျဥပမာဒီဝိုင်းလို့ပြောရဲဟိဆိုရင်ကျွန်တော်အဓိကပါလဲဆိုတော့ဒီဟိုတကယ်ခန်းနာကြည့်ကြရပွဲတွေမ မှာစဒီဝိုင်ကိုဟိုတောက်ကြရယ်ပေါ့နော် cheers လောက်ကြရယ်အဲ့ဒီပြဿနာပေါ့ခုဝိုင်ကလည်းပြောမယ်ဆိုရင်တော့ romantic ဆဲမှာပါဖြစ်တဲ့ကြောင့်ပေါ့ wedding ဈေး engagement တွေမှာဒီဟို pre photo shoot တွေပိုင်းမှာမဖြစ်မနေပါဝင်ရတဲ့အပိုင်းလေးတစ်ခုဖြစ်လာရပေါ့နော်။အပီးရခါကြောင်မြင်ရတဲ့အချိန်ပဲပေါ့နော်။ wine ဆိုလား fine dining လေးတွေမှာစားကြတောက်ကြရဲခါကြတော့ romance ဆိုတဲ့ concept တွေရောက်သွားပေါ့။ rosy ပါ wine နဲ့ rosy အဆင်မပြေအောင်အလုံးပြေသွားလိမ့်မယ်။ ကိုတယောက်ဘူကြီးပါလာပြောတယ်အမကတင်းကျွတ်သွားပြီလေသူများရဲ့ကိုမျိုးကကိုတယောက်ပဲလူမျိုးကြီးဖြစ်နေဒီနှစ်တော့မဖြစ်နဲ့ဒီနှစ်မဖြစ်နဲ့ဆိုတော့နောက်နှစ်တော့ possibility ပေါ့နော်ဟိုတစ်ခါလေကြတော့လေဟိုပါပေါ့ကျွန်တော်တို့ကလူချင်းတယ်လေဒါပေမဲ့ကို့ human မရှိပေါ့နော်အဲ့တော့တစ်ခါလေကြတော့လေတစ်ဖက်သက်ပေါ့နော်ကိုအမန်လိုက်လင်းနောက်လိုက်ဆိုတာမျိုးဖြစ်နေအဲ့တော့ဩဒီသက်တော့ကျွန်တော်အလုတ်ကလည်းနည်းနည်းများတယ်ပြီးရခါကျတော့ ကိုကိုကိုပို့ချစ်တယ်အာကိုရဲ့ကိုကိုကိုပို့ချစ်တယ်ကိုကိုကို develop ဖြစ်ချင်တယ်ကိုကိုကိုပို့ပြီးတော့တန်ဖိုးထားတယ်အဲ့အရာကဟိုကျွန်တော်အတွက်မရစေတဲ့အကြောင်းအရာကြီးလဲပါမှာပေါ့နော်သူများကိုချစ်နိုင်တဲ့နှုံသားကကိုကိုချစ်တာလောက်ကိုကိုကိုချစ်တာလောက်မမိဘူးပေါ့အဲအဲ့လိုမျိုးဖြစ်နေအဲ့တော့လုံးလုံးစေတော့မမြင်ဘူးပေါ့အိုရင်အိုသွားမယ်တင်းသေးသွားမယ်ပေါ့ကျွန်တော်တို့ဒီလူတစ်ယောက်နဲ့တစ်ယောက်ကဒီ engage လောက်ကြပါတော့ engage ဆိုတော့အထိဆက်ကြရမောဆိုလိုချင်တဲ့အတိတ်ပဲကအဲ့ဒီမှာလူတွေကလည်းဒီ visa အမျိုး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 ရှိရပေါ့နော်အဲ့တော့လူတိုင်းကိုဒီ overall အနေနဲ့ပြောလို့တော့ခက်တယ်ပေါ့ဒါနဲ့ယောက်ျားလေးအများစုရဲ့ဟာကတော့သူ့ရဲ့ချက်ချင်းမြတ်တာပို့ပြီးတံပိုးထားတယ်။အော်ကျွန်တော်ဆိုရင်တော့အုံနောက်နဲ့ယူမယ်။အုံနောက်ကဆိုတော့ကျွန်တော်တို့လိုရင်ထဲကအချစ်လာမှအုံနောက်ကိုရောက်တာ။အော်အုံနောက်ကြီးပဲတန်ရောက်နေပြီဆိုခဲ့ရမဟုတ်ဘူးပေါ့နော်။အော်အုံနောက်နဲ့ယူချက်တာကိုကျွန်တော်လည်း မကြိုက်ဘူး။အော်ပြီးတော့အများစုကတော့အုံနောက်နဲ့ရွေးချယ်တာနည်းတယ်လို့ထင်တယ်။အော်ရွေးချယ်တဲ့သူတွေကလည်းအဓိကပါလဲဆိုရင်ကိုယ့်ကိုယ်ကို confidence မရှိလို့ပဲထင်တာပါနော်။ဒါနဲ့ဆိုကတော့မဟုတ်ပါနော်။အချောင်းမျိုးမျိုးတွေအများကြီးရှိမှာပါ။ဟုတ်။ဆောင်းနာတွေအဲ့လိုအကြီးကျယ်ကြီးဆောင်းပြီးဘိုးကြပြီးမှနောက်ကျောင်းတွေပေါ်လာခရက်တီကြတော့အဲ့တော့ကျတော့ဘယ်လိုပြောလဲ။အဲ့ဒါပြောပြအောင်မတိလားတခါကြလေကျွန်တော်လည်းစဉ်းစားကိုယ်ကလည်းလူရည်ကြီးတည်းအဲ့ဆောင်မဖြစ်နဲ့လို့ထင်တာတို့တိလား။ဘာလို့ပတ်စံနေအများကြီးကုန်ခံပြီးဆောင်းကြလဲမသိဘူးပေါ့နော်။တခါလေကြတော့လေဟိုအမ်ကြ ောက်လားဆိုတော့အားကြရဲ့တိလာဟိုဆောင်ကြရဲ့ရိုကြရဲ့ အပီပင်ပေါ့နော်ကျွန်တော်တို့ဟိုငယ်ဘဝတော့ဆိုရင်မင်္ဂလာဆောင်နေဆိုရင်ရိုးရိုးရှင်းရှင်းပဲအော်မင်္ဂလာဆောင်မယ်ဥမာမင်္ဂလာအခါတော်ပေးရှိမယ်ပြည့်ခါကြတော့မင်္ဂလာခမ်းနားမှုရှိမယ်ပြော that's all ဒါမှမဟုတ်ဟိုနောက်ဖက်မှာဆိုမြန်မာမှုတေးသင်တာလေးတွေဗာလေးတွေဒါမှအခုတော့ပဲဆိုရင် trend ပြောင်းတာရိုးရောမှဟိုအကတွေခုံနေရောပေါ့နော်ဇလန်းမျိုးဆောင်အခုတော့ပဲဆိုရင်အဲ့ဒီ wedding ကဟိုပါပေါ့ဘယ်လိုခေါ်မလဲရရှင်ကားတကားကြီးရသလိုပုံစံကြီးတွေ style ကြီးတွေပြောင်းလာတော့သူ့ရဲ့တုံကြီးက heavy ဖြစ်လာတယ်ပေါ့နော်ဟိုကျွန်တော်ရဲ့ဟိုအနာကဟိုဖြစ် ေချင်တာတော့လေပတ်စံတွေအများကြီးကုန်ကြခံနေဆိုရင်တော့လေရေရှည်တည်တဲ့နဲ့ဟာလေးကိုမြဲကြပါစေ။ဟောဟောဒီနေ့ဆောင်ပြီးမနေ့ပြန်ကြတော့လေခွာပြေးကြတော့လေနှမျောစရာကြီးနော်အဲ့ပတ်စံတွေတိလာ။ဟောကျွန်တော်သာဆိုရင်မဆောင်ဘူးလေ။ ကျွန်တော်ကလေမင်္ဂလာဆောင်ဆိုရင်ဟိုပါပေါ့ကျွန်တော်ရဲ့ type connect ကကျွန်တော် freedom ပြောရတာပိုချိုက်တယ်ပေါ့နော် freedom ဆိုတာဟိုလိုမျိုးလေးဒီ cyber ကြီးကိုကင်ပြီးတော့ဟို dog shop ဣတီမရွေးဖတ်ရတဲ့ concept ကိုမကြိုက်ဘူးဥပမာ wedding လို့ပြောဆိုရင်မြန်မာ wedding တွေကြတော့ဥပမာဟိုသူ့ရဲ့အတုံးနှုံးတွေအယူဆရအများကြီးရှိသေးတယ်အဲ့မှာအဲ့လိုမျိုးလေအခါတော်ပေးဖို့တွေအစင်လောက်ထိကကိုကမရှိဘူးကိုယ့်ရဲ့ type connect ကအခွေတိုက်ဟိုအရန်လဲ ဟိုငပွားဆိုရခါကျတော့စင်ပေါ်ရောက်ပြီဆိုရင်အရင် edit တွေဖြစ်ပြီးတော့ပါဇက်ကလွတ်တာ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 ဆိုအဲ့လိုလွတ်ရတဲ့ bike ကိုကျွန်တော်ပိုကြိုက်တယ်။အပိုကြိုက်တာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ရဲ့ bike ကကျတော့အဲ့လို wedding လို့ပြောစင် day time ဒီ bike မှာလုံးတဲ့ဟောအဲ့မြန်မာမှုဝိုင်းဆိုင်ရတဲ့ဆိုင်ဒီနာရီပိုရရတယ်။ဒီလိုမျိုးကျွန်တော် event တွေမှာပိုပိုရကျွမ်းကျင်တယ်ပေါ့နော်။ဒူးဆိုရဲကလေချစ်ချင်းနှလုံးသားကလေအမြဲတမ်း fresh ဖြစ်နေတာပေါ့နော်။ကျွန်တော်တို့ဆိုလေဒီနှလုံးသားကြီးကတေသွားတာမှမဟုတ်တာလူသက်ရှင်နေတဲ့နှလုံးသားက ရင်ခုန်နေမှာပဲလေရင်ခုန်မှုဆိုတာမရှိတိုင်းသူကတေပေါင်းပေါ့နော်ရင်ခုန်မှုနဲ့သူတွဲပြီးပါလာတာချက်ချင်းနေပဲအချက်ချင်းဆိုလဲတခါလီကြတော့လဲဟောဒီနေ့အသေးနှစ်အောင်ချက်တဲ့မဖြစ်တဲ့ကွာညာပေါ့ကွာဒါမင်းလည်းမနေ့ကကြာလဲနောက်ထပ်တွဲပြန်တော့လဲ reasonable ကြလာလို့ပြောစမ်းဟုတ်တယ်ဘူးတိလာဟောအဲ့ဒါကြတော့လဲနည်းနည်းတော့ something or something ပေါ့နော်โอ้ลุกบานไอ้เมโกนี่มันเมียวโอ้สตอมลุกบาน အော်ဒီနေ့ပွဲကြီးကတော့မြန်မာဆိုမလီယာအဆိုစီယေရှင်းနဲ့ကျင်းပတယ်မြန်မာဆိုမလီယာကွန်ပတီရှင်း2026ရဲ့ဒီစတန်ဒါဇင်းမိတ်ဆက်ပွဲပါအဲ့ဒီပွဲကိုဒီဘက်မှာလာရောက်ပြီးတော့အော်မီဒီယာရဲ့အင်အားဖြည့်ပြီးတဲ့အတွက်ကြောင့်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် MSA ရဲ့ကိုစားကျွန်တော်ကဒီမှာ MC နေနဲ့တာဝန်ယူထားတာဖြစ်တဲ့ကြောင့်ပေါ့ MSA ကိုစားကျေးဇူးအများကြီးတင်တယ်လို့ပြောပြပါစေကြည့်ရှုတဲ့သူတွေအားလုံးနဲ့စိတ်ကြမ်းမှန်းခြင်းကိုချမ်းသာခြင်းနဲ့ပြည့်စုံပါစေမီဒီယာအဖွဲ့သားတွေလည်းအမြန်ဆုံးလုပ်နိုင်ပါစေလို့မြန်မာစတာပစာ